င်းဆွေရောင်းနေတဲ့ကုန်ပစ္စည်းတခုကအရင် quality ကောင်းမနေရင်တော့ပိုရောင်းရအောင်ဘယ်လိုလုပ်ရမလဲအားလုံးမင်္ဂလာပါဒီစီရီယံပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီပွားရေးနဲ့ marketing မိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက line ပေါ်မှာ grab ကြော်ညာလေးတခုတွေ့လိုက်တယ်ကျွန်တော်ကြော်ညာဆိုရင်ကျွန်တော်ကစိတ်ဝင်စားတယ်သူများတွေကကြော်ရင်ကြော်သွားမှကျွန်တော် ကကြည့်တယ်အဲ့ကြော်ညာလေးမှာဘာပြထားလဲဆိုတော့အကောင်လေးနှစ်ယောက်ပေါ့နော်ကိုစည်းရကောင်မလေးနဲ့ချိန်ထားကြတယ်တယောက်ကကျတော့ကိုပိုင်ကားလေးနဲ့အဲနောက်တစ်ယောက်ကကျတော့ grab ဟာပြီးတော့စီးတယ်သူတို့တည်းရဲ့ကောင်မလေးတွေကကိုစည်းကိုစည်း coffee ဆိုင်လေးမှာစောင့်နေကြတယ်အဲ grand ဟာစီးတဲ့ကောင်လေးက coffee ဆိုင်ကိုရောက်တယ်ပတ်စံရှင်းတယ်ဆင်းပြီးတော့ကောင်မလေးစီကိုတန်တိုးသွားတယ်အဲကိုပိုင်ကားနဲ့လာတဲ့ကိုကိုကကြာတော့ coffee ဆိုင်နဲ့ရောက်ပေါ့ကားပကင်ကရှာနေအောင် အတူကောင်မလေးဖုန်းဆက်တာကိုကိုမရောက်သေးဘူးလားရောက်ပြီဒီမှာတဲ့ရပညာပေါ့ကပကေရှာနေလို့ပေါ့အဲ့တော့သူဒီကပေးခြင်းတဲ့ message က correct ကကိုပိုင်ကားတဲ့ပူကောင်းနေဆိုတဲ့ message ကိုပေးရမှာဟုတ် grab ကပကေရှာတယ်မလို့ဟာသူပေးခြင်းတဲ့ message ပဲအဲ့တော့ကျွန်တော်တို့တခုခုကိုရောင်းနေတဲ့အခါမှာကိုဘာအားတာလဲဆိုတာကိုအဓိကမြင်အောင်ကြော်ညာဖို့လိုပါလေ ကျွန်တော်တို့လုပ်ငန်းနေလုပ်ငန်းနေမှာအားနေချက်တွေလည်းရှိတယ်အားသာချက်တွေလည်းရှိတယ်ဒါဆိုရင်ကိုယ့်လုပ်ငန်းကိုကိုပြန်ပြီးတော့စဉ်းစားကြည့်ပါငါလုပ်ငန်းရဲ့အားသာချက်တစ်ချက်ဆိုရင်ဘာဖြစ်မလဲနှစ်ချက်ဆိုရင်ဘာဖြစ်မလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်အဲ့ဒီအချက်ကိုကိုယ်တိုင်သိမှအဲ့ဒီအချက်ကိုကိုယ့်ရဲ့ဝယ်သူတွေသိအောင်ကြော်ညာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အထည်ရောင်းရတဲ့ page တွေချင်းတူတူ stop တွေ깟ထားတာချင်းတူတူကိုက ဒီနေ့မှလိုက်တာနဲ့မလက်ဖန် delivery ကိုရောက်ပို့နိုင်တာလားဒါဆိုရင်ကျွန်တော်တို့ကြော်ညာလေးက Google ရင် Google Channel ဆိုရင်ကတ္တာတွေအတွက်ဒီနေ့မှရင်မလက်ဖန်ရောက်စီရမယ်ဒီနေ့7နှစ်နိုင်မထိုးခင် order confirm ဖြစ်တယ်ဆိုရင်မလက်ဖန်ညနေ6နာရီမထိုးခင်ရန်ကုန်မြို့ရင်းပြောတာပေါ့နော်တနင်္ဂနွေလောက်ပြောတာပေါ့မလက်ဖန်6နာရီမထိုးခင်ကကားလက်ထဲကိုရောက်လာစီရမယ်တကယ်လို့မှနောက်ကြိမ်မှရောက်လာခဲ့ဆိုဒလီကတပြားမှပေးစီရမလို့ဟဲ့လက် ဒါမျိုးကျွန်တော်တို့ကြော်ညာလို့ရတယ်အဲ့တော့ပြောချင်တာကကိုကမြင်းမြန်ဆန်ဆန်ပို့နိုင်လားမြင်းမြန်ဆန်ဆန်ပို့နိုင်ရင်မြင်းမြန်ဆန်ဆန်ပို့နိုင်ကြအောင်ကြည့်နေဗျာမြင်းမြန်ဆန်ဆန်ရကျင်တဲ့သူတွေကဝယ်လိမ့်မယ်โอเคမင်းစီရဲ့လုပ်ငန်းကဈေးအသက်တာဆိုတာဒါဆိုရင်ဈေးသက်တာတော့ကြော်ညာဈေးသက်တာတော့ကြော်ညာဆိုလို့ကျွန်တော်ဒီမှာလမ်းကြုံလို့ပြောရင်တော်တော်များတိလိမ့်မယ် John online shop เนาะသူဆိုလို့ရှိရင်ကျွန်တော်သတိထားမိတယ်သူကအမြဲတမ်းပြောတယ်မတော့ မြန်မာ တနိုင်ငံလုံးမှာလိုက်ပြီးတော့ရှာပတ်ရှာဒီဈေးမျိုးလုံးဝမရစီရဘူးเนาะဒီဈေးနဲ့နေတာမျိုးရခဲ့ဘာဖြစ်လဲအဲသူအဲ့လိုမျိုးတော့ပြောတည်ရတာအဲ့တော့ဒါသူဘာကိုပြောနေရလဲဈေးအနည်းဆုံးသူဒီဈေးအတတ်တာဆုံးဆိုတော့ပြောနေရမိတ်ဆွေလုပ်ငန်းကလက်ရအကောင်းဆုံးလားဒါဆိုရင်လက်ရအကောင်းဆုံးဆိုတော့လူသိအောင်ကြွတာ ဒါမှမဟုတ်မိတ်ဆွေတို့ဆိုင်မှာပစ္စည်းအမျိုးအစားအစုံဆုံးလားဒါဆိုရင်ပစ္စည်းအစုံလင်ဆုံးဆိုတာလူသိအောင်ထင်တာဒါမှမဟုတ်မိတ်ဆွေတို့လုပ်ငန်းကအလားကုန်ရောင်းတယ်သူများတွေကလည်းရောင်းတယ်မိတ်ဆွေတို့လုပ်ငန်းကအလားကုန်ကလောကအစ်စ်မှန်ဖြစ်တယ်ဒါဆိုရင်အစ်စ်မှန်ဖြစ်ကြောင်းဘလို့အာမခံနိုင်လဲဆိုတာလူမြင်အောင်ထင်တာလူသိအောင်ထင်တာအဲ့တော့လူရင်းတူရှင်ပြောရရင်ကုန်ပစ္စည်းတိုင်းကအကောင်းဆုံးဖြစ်ချင်မှာဖြစ်လိမ့်မယ်သူ့အတိုင်းသူ့အထွာလေးနဲ့သူကောင်းကြလိမ့်မယ်အကောင်းဆုံးတွေလည်းဖြစ်ဖြစ်လိမ့်မယ်ကိုယ်လုပ်ငန်းကအကောင်းဆုံးမဖြစ်လို့ဆိုပြီးတော့စိတ်မညစ်ပါနဲ့ကိုယ်လုပ်ငန်းကအကောင်းဆုံးမဟုတ်ရင်တော့ကိုယ်လုပ်ငန်းမှာဘာအားအသာဆုံးလဲအဲ့ဒါကို င်တွေ့အောင်ရှားပါအဲ့ဒါကိုဝယ်တဲ့သူတွေမြင်အောင်ကြောင်းညာပါဒါဆိုရင်အဲ့ဒီအချက်ကိုကြိုက်တဲ့သူတွေကလာပြီးတော့ဝယ်ပါလိမ့်မယ်ခုနပြောတဲ့အတိုင်းမြန်တာကိုကြိုက်တယ်ဆိုရင်မြန်တဲ့လူတွေလာဝယ်လိမ့်မယ်ခြူတာကိုကြိုက်ရင်ခြူတဲ့လူတွေလာဝယ်လိမ့်မယ်ဆက်တာကိုကြိုက်ရင်ဆက်တဲ့လူတွေလာဝယ်လိမ့်မယ်အဲ့တော့ကြော်နာနဲ့ပတ်သက်ပြီးတော့ဒီထက်ပိုပြီးတော့ ဟိုဘာအချက်တွေဘလို့ဟာတွေသတိထားရမလဲဆိုတော့ကိစ္စလေးတွေကိုတော်တော်များများကျွန်တော်နောက်ဆုံးထွက်ထားတဲ့ဝဲသူတွေကိုပြောအောင်ရောင်းပါဆိုရယ်စာအုပ်ထဲမှာထည့်ရေးပေးထားလေးလည်းရှိပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မျှဝေပေးတဲ့အကြောင်းအလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။မိတ်ဆွေတို့အတွက်အကျိုးရှိရယ်ဆိုရင်အခြားသူတွေတည်အောင်လို့မျှဝေသွားလို့ရပါတယ်။အခုလိုမျိုးစီးပွားရေးနဲ့ marketing နဲ့ပတ်သက်တဲ့အကြောင်းအလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ CEC page ကို like and follow လုပ်ထားစေချင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok မှာလည်းဗီဒီယိုလေးတွေပုံမှန်တင်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ။